အားလုံးပဲမင်္ဂလာပါရေဝရှန်လီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မေလ16ရက်နေ့ဒီအပိုင်းတွေမှာကျွန်တော်တို့ကရင်တွေချဲပေါက်ထားတယ်ထင်ပါတယ်ချဲပေါက်ထားတဲ့ကရင်တွေခေါ်ခေါ်ပြီးတော့တီးထုတ်လိုက်တာအဲကျမဖက်စစ်ခွေးတက်တတလုံးထိုင်းမကူထပြေးသွားရတာ ਨੇ ကရင်နေလာပြီးကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေပါလာတယ်ဆိုတဲ့သတင်းကြားလာ ਨੇ သူတို့ရဲ့စကန်ကြီးကိုစွန့်ခွာထွက်ပြေးသွားရတဲ့အခြေအနေတွေကိုကျွန်တော်တို့နေ့စဉ်ကြားနေရမှာပါမနေ့ကလည်းဒီသတင်းကောင်းတွေကိုကျွန်တော်မိဘတွေကြားရမယ်လို့ကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်နောက်ရက်တွေမှာလည်းပဲဒီထက်ပုံမူချုပ်မိန်တဲ့သတင်းတွေဒီထက်အံ့ဩပွေသတင်းတွေကိုကြားရအောင်မှာဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့မှာတင်ပြမယ့်အကြောင်းအရာကတော့ချဲပေါက်ထားတဲ့ကရင်တွေရဲ့တီးချက်နောက်ထပ်ဇင်းတစ်ခုကတော့ ကျွန်တော်တို့အရခတ်တတော် AA နဲ့ပြည်သူ့ကော်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့ AR မှာစစ်စင်ရေး AR ထိုးစစ်စတင်လိုက်ပြီဆိုတဲ့အကြောင်းကိုကျွန်တော်မိဘတွေကိုအတိပေးပြောဆိုသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘတအူးချင်းစီတိုင်းကိုဒလေးတစားဖိတ်ခေါ်လိုက်ပါတယ်။ပြည်ရင်တွေရဲ့တီးချက်တွေချက်ပေါက်ထားလို့ခေါ်ခေါ်တီးလိုက်တဲ့အကြောင်းတွေကိုမပြောခင်မှာ NUG ရဲ့ထုတ်ပြန်ကြေညာချက်လေးတစ်ခုကို တင်ပြချင်ပါတယ်ဆိုတော့ဒီထုတ်ပြန်ကြေညာချက်ကလက်ရှိအကြံဖက်စစ်ခွတ်တက်ကလေချောင်းကနေပြီးတော့ကျွန်တော်တို့ရတပ်ပြည်သူတွေပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာကလင်းငယ်တွေစာတင်နေတဲ့စာတင်ကျောင်းတွေပြီးတော့ရတပ်ပြည်မှတ်တွေကိုဒါတိတိကျကျပြက်ပြက်တာတာပိုက်ခတ်ချေမှုတက်ဖြတ်ခဲ့တဲ့အစုလိုက်ပြုံလိုက်တိတ်ဆုံးမှုတွေဒံရရဆင်းရင်လူတရာကျော်ရှိသွားတဲ့အခြေအနေတွေဆက်လက်ပြီးတော့ ျွန်တော်ဒဏ်ရတဲ့သူတွေကိုစေကူတာဖို့အတွက်အလွန်အင်မတန်ခက်ခဲနေတဲ့အကြောင်းတွေအများကြီးကျွန်တော်ကြားသိထားရပါတယ်။အကျွန်တော်မိဘတွေဒါဒီကြီးတည်နေတဲ့ပတ်သက်ပြီးတော့လဲအကြတိခန်းစားရမယ်လို့ကျွန်တော်လည်းမြင်ပါတယ်။ဟုတ်ပြီ NUG ရဲ့ဒါထုတ်ပြန်ကြေညာချက်မှာဆိုရင်အဲ့ဒီလေချောင်းကနေပြီးတော့ဗိုလ်ချုပ်တပ်ဖြတ်မှုဖြစ်စဉ်မှာပါဝင်သူတဦးတယောက်ချင်းစီတိုင်းကိုပြင်းပြင်းထန်ထန်အရေးယူသွားမယ်။ပြီးတော့အဲ့ဒီတည်နေတဲ့ပတ်သက်ပြီးတော့လိန်လဲ ထုတ်ပြန်ကြေညာတဲ့သူတွေကိုလည်းပဲတီတီမိတို့ရဲ့အပြစ်ကိုမိမိတို့ကို၌ပြန်လဲခံစားရမှာဖြစ်တဲ့အကြောင်းကိုထုတ်ပြန်ကြေညာခဲ့ပုံမှန်တိုင်း NUG ထုတ်ပြန်ကြေညာချက်အစတဆောင်အနေနဲ့ကျွန်တော်တို့ဒါတကယ်ရရှုံချတာတဲ့ပို့ပြီးတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပူးပေါင်းပါဝင်သူတွေ ဒီသတင်းကိုလိန်လေထုတ်ပြန်ခဲ့သူတွေကိုပါအေးယူမယ်ဆိုတာဒါဟာအပွင့်လင်းဆုံးပြောမယ်ဆိုရင်တော့အဲ့ဒီအကောင်တွေအကုန်လုံးကိုတေတံချမှတ်လိုက်တဲ့သဘောပါပဲဒါဒီကြောင့်ကနေဘုံကျဲတက်ဖြတ်မှုအတွင်းမှာကျွန်တော်တို့ဒါကျွန်တော်တို့ရဲ့ကလေးငယ်ကြောင်းတက်တဲ့ကိုဘုံကျဲမှုဒါကိုကျွန်တော်တို့ပြည်သူ့ကဝေးတက်ဖွဲ့ဝင်တွေဒါလက်လုံးဘုံတွေလှုပ်လို့ဘုံကွဲပါတယ်ဆိုပြီးတော့ သတင်းလိမ်ထုတ်ပြန်ခဲ့တဲ့အကြောင်းဆိုးဥတို့သူတို့အဖွဲ့တွေကတော့မလွတ်တော့ဘူးဆိုတဲ့အကြောင်းကိုကျွန်တော်ထပ်ဆောင်းပြီးတော့ဒီကနေပြီးတော့တင်ပြချင်ပါတယ်ဒါကအနေငယ်ပါဟုတ်ပြီအဓိကကျွန်တော်ဒီနေ့တင်ပြချင်တဲ့အကြောင်းအရာကချက်ပေါက်ထားတဲ့ကရင်တွေခေါ်ခေါ်တီးတာအကြမ်းဖက်စစ်ခွေးတက်ကကောင်းနေပြောင်းသလင်းခေါအောင် တင်းနေရတဲ့အကြောင်းတွေကိုတင်ပြပေးမှာပါဟုတ်ပြီဒါနဲ့ပတ်သက်ပြီးတော့ KNU တက်မှာခွန်ကျွန်တော်တို့မော်ကွေလူးစကန်ကိုအကြမ်းဖက်စစ်ခွေးတက်အထိုင်ချခဲ့တာဒီတက်စကန်ကိုလည်းပဲကျွန်တော်တို့ KNL နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ပြီးတော့တက်မှာလေးဌာနချုပ်ဟောင်းမှာ28နှစ်ကြာခွေးတက်ကောင်တွေအထိုင်ချထားတဲ့နေရာကို ကျွန်တော်တို့ပြန်လဲတက်ခိုက်သိမ့်ပိုင်နိုင်ခဲ့တဲ့ဒီဖြစ်စဉ်အတွင်းမှာထူးခြားတဲ့အချက်ကြီးနှစ်ချက်ပါပါတယ်ပရမအချက်အနေနဲ့တိုက်တက်မှာလေဌာနချုပ်ဟောင်းကိုကျွန်တော်တို့ပြန်လဲတက်ခိုက်သိမ့်ပိုက်ခဲ့တဲ့ TK အချက်မဖက်စစ်ခွတ်တက်စကန်းအဲ့ဒီနေရာကိုကျွန်တော်တို့လွယ်လွယ်ကူကူတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တာဖြစ်တယ်အရန်လွယ်ကူတယ်ကျွန်တော်အမျိုးကဒါဘလောက်တောင်လွယ်ကူလဲဆိုရင်အဲ့ဒီမှာရှိတဲ့တရင်မှုအပါဝင်အချက်မဖက်စစ်ခွတ်တက်80ကျော်က ကျွန်တော်တို့တိုက်မယ်ဆိုတဲ့သတင်းကြားတာနဲ့တတလုံးတိုက်ရင်တရင်လုံးထိုင်းဘက်ကိုဖပြေးသွားတဲ့ထူကြချက် နောက်တစ်ခါကျွန်တော်တို့ဒါတက်မခွန်နေမြေတွင်းထဲမှာကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှလည်းပဲထူကြတဲ့ဖြစ်စဉ်တွေအများကြီးကျွန်တော်တို့ရှိပါတယ်ဟုတ်ပြီဖြစ်စဉ်လေးကိုကျွန်တော်တို့ကြည့်ကြအောင်ပါထီခီကုံတဲရေးဂိတ်အနီးနဲ့တောက်ပေါ်ကထီခီအကြမ်းဖက်စစ်ခွေးတက်စကန်ကို ကျွန်တော်တို့စတဲ့တက်ခိုက်ခဲ့တယ် KNL လေ KNTO နဲ့တော်လန်တော့တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့တက်ခိုက်သိမ့်ပိုက်နှိုင်းခဲ့ပါတယ်အဲ့ဒီနေရာကကျွန်တော်တက်မလေးဌာနချုပ်ဖြစ်ခဲ့ပြီးတော့1969ခုနှစ်နောက်ပိုင်းမှာကျွန်တော်တို့လက်လွတ်ခဲ့ရတာခုဆိုရင်28နှစ်ကြာခဲ့ပါပြီဆိုတော့ကျွန်တော်တို့ဒီနေဦးတော်လန်ရေးမှာကျွန်တော်တို့စစ်စင်ရေးတွေမှာဒါစံချိန်တစ်တွေကျွန်တော်တို့တမိုင်းတစ်တွေကိုကျွန်တော်တို့ပြည်သူလူထုနဲ့အတူကျွန်တော်တို့လူငယ်တွေနဲ့ ပူပေါင်းပြီးတော့ဖော်ဆောင်နိုင်ခဲ့တဲ့တိုင်းရင်သားတပ်ဖွဲ့ဝင်အသီးသီးအတွက်လည်းဒီကနေပြီးတော့ကျွန်တော်လေးလေးနက်နက်ဂုဏ်ပြုလိုပါတယ်အဓိကအကအဓိကအဖြစ်ကတော့ကျွန်တော်တို့ဘယ်ခက်ဘယ်ခါမှမမကြားဘူးတဲ့တမိုင်းတွေကိုရေးထိုးပေးနိုင်တဲ့ကျွန်တော်တို့တော်လှန်သောပြည်သူတွေကြောင်းဆိုတာကို KNU ကလည်းကောင်းကောင်းသိပါလိမ့်မယ်ဟုတ်ပြီအဲ့ဒီဖြစ်စဉ်မှာကျွန်တော်တို့ တရင်မှုအပါဝဲအချက်ဖက်စစ်ခွေးတက်ကခွေးပေါက်အကောင်80ကျော်ဟာမနေ့ညတဲ့ကထိုင်းမြန်မာနယ်စပ်ကိုဖျက်ကျော်ပြီးတော့ထပ်မံထွက်ပြေးသွားကြဒါဖြစ်ပါတယ်ထပ်မံထွက်ပြေးသွားတယ်ဆိုတော့ကျွန်တော်မိပါတယ်မမိအောင်မှာပါအရှိမလည်းပဲအယောက်90ကျော်လက်နဲ့နဲ့တကွာထွက်ပြေးကြွားခဲ့တယ်ဆိုတော့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တင်ပြခဲ့တဲ့အချို့အချက်လက်တွေကိုလည်းကျွန်တော်မိပါတယ်မမိအောင်မှာထင်တယ်ကျွန်တော်တို့တိုက်မယ်ဆိုရင်တို့တွေဟာ ထိုင်းဘက်ကိုအခုလိုပဲလွယ်လွယ်ကူကူဝင်ရောက်ဖပြေးသွားတယ်ဖပြေးကြတော့မှသူတို့စကန်ထဲမှာရှိတဲ့ဒါရွေရှားတယ်လို့မရတဲ့သူတို့ထုတ်ပိုးထမ်းပြီးတော့ယူသွားလို့မရတဲ့ဒါပစ္စည်းတွေကိုသူတို့တွေဖျက်ဆီးခဲ့တယ်ပြီးတော့သူတို့တွေအခုလိုဖပြေးဖို့လက်နဲ့နဲ့တကွဖပြေးတာကိုဒါလက်ခံနဲ့ အချို့အကြောင်းရင်းတွေကလည်းပဲငကိုတဲကသဘောတူညီချက်တွေရှိခဲ့လို့လည်းဖြစ်နိုင်ပါတယ်။ဒါကတော့ကျွန်တော်ရဲ့ယူဆချက်ပါ။ကျွန်တော်မိဘတွေရဲ့အမြင်တွေကကျွန်တော်ထပ်ပို့ပြီးတော့ဒါကျွန်တော်ကပို့ပြီးတွေ့ကြုံရှိနိုင်ပါတယ်ဆိုတော့လက်နဲ့ကထိုင်းဘက်ကိုထပ်ပြေးသွားတယ်ဆိုတော့ရှေ့မှာထပ်ပြေးသွားတဲ့သူတွေကိုလည်းပဲကျွန်တော်တို့ဒါရနောင်ဘက်ကနေပြီးတော့ပြန်ပို့တာကိုလည်း ကျွန်တော်တို့တွေ့ထားရပါတယ်အခုထပြေးတဲ့ကောင်တွေကိုလည်းဘယ်ကနေပြန်ဖို့မလဲဆိုတာကတော့ဒါသူရဲ့သဘောပါဟုတ်ပြီလက်ရှိချိန်မှာကျွန်မဖက်စစ်ခွေးတက်တတာပေါင်း130ကြော်ထိုင်ချထားတဲ့ TK scan ကနေပြီးတော့အားလုံးညီပါထပြေးသွားတာဖြစ်တဲ့တန်ရတဲ့ကျွန်မဖက်စစ်ခွေးတက်တွေကိုတော့ကျွန်တော်တို့အရှင်ဖမ်းမိထားတာရှိတယ်သူတို့ရှိကကျွန်တော်တို့တိတိကျကျသတင်းတွေရရှိထားတာဖြစ်ပါတယ်ဟုတ်ပြီ အဲ့ဒီမှာလက်နက်နဲ့တကွထပြေးသွားတယ်ပြီးတော့လက်နက်တွေကယူဆောင်ပြီးတော့ကျွန်တော်တို့ဒါထပြေးသွားတဲ့သူတွေကြံခဲ့တယ်ကျွန်တော်လက်နက်ကြီးတွေနဲ့လက်နက်ခဲယမ်းချုပ်ကိုတော့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကဒါသိသိရမိတယ်ဆိုတော့လက်နက်ကြီးနဲ့ကျွန်တော်တို့ဆက်ဆက်ပစ္စည်းတွေပြီးတော့စကမ်းမှာကြံခဲ့တဲ့ပစ္စည်းတွေကိုကျွန်တော်တို့ဒါရယူနိုင်ခဲ့တယ်ဆိုပေမဲ့သူတို့ဟာအဲလက်နက်တွေရဲ့အဓိကအချို့အစိတ်ပိုင်းတွေကို ဖြုတ်ယူသွားတာ အစင်လာတွေကိုလည်းအရှိမတွေ့ကြရတာဥပမာကျွန်တော်တို့ဒါ0.5တွေရဲ့မောင်းတုံးတွေပြီးတော့တနက်တွေရဲ့လက်နက်ကြီးတွေရဲ့အဓိကဒါအစိတ်ပိုင်းတွေကိုဖြုတ်ယူအချို့ဆိုရင်လှုပ်ပြစ်တို့လည်းထမ်းလို့မနိုင်ဘူးတို့တဲလို့မရဘူးဒီလိုချင်းနေလို့များဖြက်စီးခဲ့တယ်ဆိုတာကိုလည်းကျွန်တော်ရဲ့ပြည်သူတွေကိုအသိပေးလိုပါတယ်ဒါကတော့ကျွန်တော်တို့ဒါတိုက်မယ်ဆိုရင် အကြံဖက်စစ်ခွတ်တာကျွန်တော်တို့ခုခံနိုင်စွမ်းမရှိဘူးဆိုတာကိုထပ်မံပြတ်တလိုက်တဲ့သက်တေတစ်ခုဖြစ်ပါတယ်နောက်ထပ်သက်တေတစ်ခုရှိတယ်အဲ့ဒါကတော့မဲလာခြေဆိုင်မော်ကွီလူးစကန်ကို KNL အပိသက်တက်ခိုက်ခဲ့တဲ့အကြောင်းရင်းမှာဟုတ်ပြီကျွန်တော်တို့ဒီတက်ခိုက်သိမ့်ပိုက်လိုက်တဲ့အချိန်ကဒါ24ရက်ရှိတရက်တော့မကြလိုက်ပါဘူးအဲ့ဒီမှာအကြံဖက်စစ်ခွေးတက်ဒါအကောင်90ဝင်းကျင်တော့ဟာလက်နက်နဲ့တကွာ စကန်ကိုစွန့်ခွာ ထပြေးသွားကြတာပါဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့အဲ့ဒီတက်စကန်ကအင်အား40 50ရှိတယ်လို့ကျွန်တော်သိရှိထားရတယ်ထပြေးသွားတယ်အကြမ်းဖက်စစ်ခွေးတက်40ကြော်ရှိတယ်ပြီးတော့9နာရီကြော်ကြော်လောက်မှပဲအပိသက်တက်ခိုက်သိမ့်ပိုက်နှိုင်းခဲ့တယ်လို့သိရှိရပါတယ်ဆိုတော့ကြံခဲ့တဲ့လက်နက်ခဲယမ်းတွေနဲ့ဒါအမျိုးအစားတွေ ကိုတော့ကင်နယ်လီက ထုတ်ဖော်ပြောဆိုလာပါလိမ့်မယ် အဓိကကျွန်တော်ပြောချင်တဲ့ဒီကနေ့ရဲ့ဒါကရင်စည်ရဲအခြေအနေတွေနဲ့လက်ရှိကင်းနေမြေအတွင်းထဲမှာရှိနေတဲ့ဂျမဖက်စစ်ခွေးတက်ရဲ့အခြေအနေတွေဟာတော်တော်လေးကိုရုပ်ပြတ်စင်ပြတ်ဆူဆူဝါးဝါဖြစ်ပေါ်နေတယ်ဆိုတာကိုကျွန်တော်မိဘတွေကိုပြောပြချင်တာပါဒါဒင်းချက်တွေနေရာအခြားသောဒါမီဒီယာမှာလည်းအားလုံးသိရှိပြီးဖြစ်မှာပါကျွန်တော်တို့တိုက်တယ် ကျွန်တော်တို့ပြင်ဆင်ရတယ်အဲ့ဒီမှာဒီပြင်ဆင်ရတဲ့ကျွန်တော်တို့ရဲ့ကုန်ကျစရိတ်အများကြီးရှိတယ်တိုက်ပွဲအတွက် ပြင်ဆင်မှုတိုင်းမှာကုန်ကျစရိတ်ဒီဒီရှိပါတယ်ဆိုတော့အခုခရေကကင်းနေမီအတွင်းထဲမှာရှိတယ်အဲကျွန်မဖက်စိတ်ခွေတက်တယ်မหนีတာတော့အကောင်းဆုံးပဲလို့ကျွန်တော်တို့ထင်တယ်ပြင်ဆင်ရတဲ့ကျွန်တော်တို့လည်းပင်ပန်းတယ်ပတ်စံလည်းကုန်ကျွန်တော်တော်လန်သောလူငယ်တွေပင်ပန်းတယ်တကယ်ပါ တကယ်တိုက်မယ်ဆိုတဲ့အချိန်မှာအခုလိုမျိုးပဲတရင်တရင်လုံးတရင်မှုပါအပါဝင်တစ်ဒက်လုံးဖပြေးသွားတယ်ဆိုတော့ဘလောက်တောင်ရုပ်ပြတ်ဆင်းပြတ်ဖြစ်နေလဲဆိုတော့တစ်ဖက်ရောက်ကကောင်းနေအနေနဲ့ဒီသတင်းတွေကိုတို့မကြားလာလည်းမဟုတ်မသိလာလည်းမဟုတ်လက်ရှိအချိန်မှာတို့အားကိုးလို့မရတော့တဲ့တို့ရဲ့ဘက်ဘက်ကြီးရဲ့ဒါစကဝိအာမီ တက်မှာမတော်တဲ့ကောင်တွေအကြောင်းကိုလည်းသူတို့တွေလည်းသိနေပြီပါဒါကြောင့်လည်းပဲအခုဆိုရင်ကျွန်တော်တို့ဟာဒါအကြောင်းဖက်စစ်ခွေးတက်သတင်းတွေနဲ့ပတ်သက်ပြီးတော့လိန်လေထုတ်ပြန်နေတဲ့သူတွေတူးချင်းစီတိုင်းကိုအရေးယူသွားမယ်လို့ထုတ်ပြန်ကြညာချက်ထုတ်ပြန်ခဲ့တာကျွန်တော်အားလုံးဟာလက်ရှိနိုင်ငံအတွင်းထဲမှာဒီအာနာရှင်တဆိုးရှေခွင့် ြုတ်ထားသူမှန်သမျှဟာကျွန်တော်ပြည်သူလူထုတရက်လုံးရဲ့ဂျန်သူဖြစ်ပါတယ်။ဒီရန်သူအကုန်လုံးကို ရှင်လင်းတုတ်တင်သွားမယ်လို့ပြောလိုက်တဲ့ထုတ်ပြန်ချက်နဲ့အတူတူပါပဲ။လက်ရှိ KNU နေမြေအတွင်းထဲမှာ ရှိနေစေရှိနေတဲ့ကျွန်မဖက်စစ်ခွေးတက်မှန်သမျှအခုလိုပဲခွေးပြေးဝက်ပြေးခွေးတည်ဝက်တည်တရားမှာဖြစ်တယ်။ဒါဟာတေချာပေါက်ပါ။ KNU အားလုံးကဒီနေ့ဒီအချိန်ကို သူများအပြောအဆိုခံပြီးတော့စောင့်နေခဲ့ရတာခင်းနေခေါင်းနေမာတယ်တတော်မာတယ်ဘလောက်ထုထုမာတယ်ဘလောက်ပြောပြော အပြောခံတယ်ဘလောက်ကဲ့ရဲ့ကဲ့ရဲ့အကဲ့ရဲ့ခံတယ်သူများတွေမျိုးတွေတိမ့်နေပြီသူများတွေနေမေတိမ့်နေပြီသူများတွေဘာ operation ဘာစစ်စင်ရေးကြီးတွေလုပ်နေပြီခင်းနေကုန်းစားမပြောတော်မှန်တရားကိုပြောနေတာပါ အဖာတီတို့ဖာတီတို့အဲ့ရကထကြပါတော့နှစ်ပေါင်းများစွာတော်လန်ရေလုံးနေတဲ့ဒီနိုင်ငံရဲ့နိုင်ငံရေးစစ်ရေးပြီးတော့ဒီနိုင်ငံရဲ့တက်တန်းအရှင်ဆုံးသောတော်လန်သောဒါဘိုးအေကြီးတွေကိုအခုလိုမျိုးပြောဆိုသုံးသပ်ခံခဲ့ရပေမဲ့သူတို့ဟာခေါင်းကိုငုတ်ပြီးတော့အန်ကိုချိန်ပြီးတော့အပြုံးမပြတ် နေခဲ့ကြတယ်ရှေ့မှာ operation မြောက်များစွာ လုဆောင်ခဲ့ ရှေ့မှာတိုင်းစစ်ဌာနချုပ်ကြီးတွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်ကျွန်တော်တို့ကင်ဒေါ်ထဲမှာလေ့ကျင့်ကင်ဒေါ်ထဲမှာတိုက်ပွဲဝင်ခဲ့တဲ့လူငယ်တွေဖြစ်တယ်ဆိုတော့အလုံးသောကရင်တွေဟာသူတို့နေမြေအတွက်ဟိုးနှစ်ပေါင်းများစွာတည်းကသူတို့ရဲ့အသက်ခံတာသူတို့ရဲ့ဘဝတွေကိုစွန့်လွတ်ပိဆက်ခဲ့ရတာဖြစ်တယ်နိုင်ငံတကာကြောင့် တကဘာလုံးမှာရှိတဲ့ကရင်တွေဟာလည်းမိမိတို့ရဲ့ကရင်နယ်မြေအတွက်အားလုံးကငြိမ်းချမ်းဖို့ဒါကိန်းကလေးငယ်တွေပျော်ရှင်ဖို့အတွက်မျှော်လင့်နေကြတာဒီလိုအချိန်တွေမှာ KNU ကိုဥဆောင်တဲ့ကျွန်တော်တို့ကင်းတော်လန်သောတဖွဲ့ဝင်ကြီးဟာဒါကိုသူတို့တွေကောင်းကောင်းသိပါတယ်ဒီကောင်းထဲပေါ်ဖို့ကိုလည်းပဲသူတို့တွေစူးစမ်းရုံးကန်ရက်တီ ခဲကြရတယ်ဆိုတော့ကိုလည်းကျွန်တော်မိဘတွေကိုအတီးပေးလို့တာပါအဲ့ပွဲအတွက်ပြင်ဆင်ရတဲ့ပုံမှန်ကုန်ကြစိတ်ထက်မြောက်များစွာကျွန်တော်တို့ပြင်ဆင်ရပါတယ်ကျွန်တော်တိုက်ခိုက်ရေးအတွက်ပြင်ဆင်ရတယ်ခုခံရေးအတွက်ပြင်ဆင်ရတယ်ကာကွယ်ရေးအတွက်ပြင်ဆင်ရတယ်ပြီးတော့တစ်ချိန်မှာဆိုတဲ့နိုင်ငံရေးအခြေအနေတွေကိုလည်းထည့်သွင်းဆုံးဖြတ်ရတာရှိတယ်။ဘယ် operation တွေမှာဘယ်စစ်စင်ရေးတွေမှာဘလို့ဘလို့လောက်ကြီးတွေပဲအောင်မြင်တာအောင်မြင်နေပါစေ။ ကရင်တပ်ဖွဲ့ဝင်တွေဟာအဲ့ဒီအပေါ်မှာဘယ်လိုပြောမလဲဝင်ရောက်အဲဝေဖန်ပြောဆိုတာတွေကိုကျွန်တော်တို့မတွေ့ရတကယ်တော့သူတို့တိုက်တဲ့အချိန်မှာသူတို့ဟာပြက်ပြက်တားတားစီရေးကိုစစ်လို့ပဲအေးအေးယူတိုက်ပွဲဝင်တတ်တယ်ကျွန်တော်ရှေ့မှာတခါပြောဦးတယ်အကြံဖက်စစ်ခွေးတက်လက်ရှိမင်းအောင်လှိုင်ကြောက်ဆုံးသောအရာနှစ်ချက်ရှိတယ် တို့ချောက်တာကအာရခတ်တော် AA နဲ့ကရင်ဖြစ်တယ်။ A ကိုလည်းတို့အသေးလောက်အောင်ချောက်ကြတယ်။ကရင်ကိုလည်းတို့တွေသေးလောက်အောင်ချောက်ကြတယ်။အခုမှချောက်တာမဟုတ်ဘူးဟိုးရင်တည်းကချောက်တာ။ဒါကြောင့်လည်းပဲကျွန်တော်ဒါအစီအစဉ်တွေကိုစနစ်တကျသေးချစွာ သွေးခွဲတက်ရှူအဘာသာရေးတွေပါအကုန်လုံးကိုခွဲပြီးတော့လူမျိုးရေးတွေပါခွဲမှိုင်းတိုက်ရန်တိုက်နှီးမျိုးစုံလို့နောက်ဆုံးမှကြားဖြန်းကိုပါဖိုးထည့်ပြီးတော့ကရင်တွေကို လူမျိုးရေးပြတ်သုံးဖို့အတွက်ပြီးတော့ဒါနိုင်ငံတကာရဲ့ PR ပေးခံရဖို့အတွက်ပြီးတော့နိုင်ငံတကာရဲ့ကျွန်တော်တို့ဒါရာဆွေးလုပ်ငန်းရာဆွေးမှုလုပ်ငန်းတွေကိုကရင်တွေပါဝင်ပတ်သက်သွားအောင်ကရင်တပ်ဖွဲ့ဝင်တွေဒါအပြည့်ပြတ်သွားအောင်ဂိုသိကကြဆင်းအောင်ကြီးမားတဲ့ရည်ရွယ်ချက်တွေနဲ့ကြားဖြန့်လုပ်ငန်းတွေကိုထိုးသွင်းထားတာဖြစ်တယ် နေဇာတော့ရှောက်မှာတော့လူမောင်ကိုကူးတဲ့ကိစ္စတွေကလည်းရှိနေပါတယ်ဒါကလည်းပဲဒါကရင်နယ်ဆက်ကနေပြီးလူမောင်ကိုကူးသွားလို့ကရင်ကြီးတသက်လုပ်တဲ့လုပ်ငန်းတွေမဟုတ်ပါဘူးကျောင်းနိုင်ငံတွင်းထဲမှာအမှန်တကယ်တော့ရောက်ရှိနေတဲ့သူတွေပြီးတော့ကျွန်တော်တို့ဒါလေးချောင်းကနေပြီးတော့ဗျာဒါဗီဇာတွေနဲ့တရားဝင်အလုပ်သွားလုပ်ဖို့ခက်ခဲနေတဲ့သူတွေဒီလူတွေကိုဒါနေဆက်နှစ်နိုင်ငံကနေပြီးတော့ညှိမျိုးစုံနဲ့ဒါပေးပို့ပြီးတော့ ဖျက်တမ်းနေကြတဲ့အခြေအနေလေးပါဟုတ်ပြီကျွန်တော်အဓိကတင်ပြချင်တာကတော့ကင်းနေမြေအတွင်းထဲမှာရှိတဲ့ကျွန်တော်ဖက်စစ်ခွေးမှန်တက်မှန်သမျှတေချာပေါက်ဒါအမြင့်ဖြတ်ချင်မုံခံရတဲ့အခြေအနေတွေဖြစ်ပြီးတော့ရှင်းဆက်ပြီးတော့လည်းပဲအခုလိုမျိုးခွေးပြီးပါပြီပြရမယ့်အခြေအနေတွေကိုကျွန်တော် ခြုံငုံတင်ပြလိုပါတယ်ဟုတ်ပြီဒီနေ့မှာထပ်မံထူးခြားတာတစ်ခုကတော့အရခတ်တော် AA နဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေက AR မှာ ါစစ်စင်ရေးစဖို့ရှိနေပါတယ်ဒီတင်းနဲ့ပတ်သက်ပြီးတော့အရှိမလဲပဲကျွန်တော်အရခတ်တော်အေအေတပ်ဖွဲ့ဝင်နေပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်နေပူးပေါင်းပြီးတော့ AR ရဲ့အချို့သောနေမြေတွေအချို့သောဂျမဖက်စစ်ခွေတက်စကန်တွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့မိဘတွေကလက်ရှိ AR ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေနဲ့ ီးတော့အရကတက်တော့အေအေနဲ့ရှင်ရင်ဆွဲပြီးသူကဝေးတက်ဖွဲ့ဝင်နေတဲ့ပူပေါင်းပြီးတော့လုံမဲ့စစ်စင်ရေးတွေနဲ့ချိန်သားကြိုက်စွာလှုပ်ရှားနေပြီလို့ကျွန်တော်ဒီကနေပြီးတော့သတင်းပြောသတင်းပေးချင်တာပါဆိုတော့ ARD နဲ့ထိဆက်နေတဲ့ကျွန်တော်မိဘညီကိုတွေစေသီအများအမ်းရှိဖို့အရေးကြီးတယ်ပြီးတော့လက်ရှိအချိန်မှာဂျမ်ဖက်စစ်ကွတ်တက်ကတေချာပေါက်ရှုံးနေနေတာဖြစ်တဲ့အဲ့တော့စစ်ရှုံးနေတဲ့ကောင်တွေကရှုံးမဲမဲပြီးတော့ကျွန်တော်ပြည်သူကိုပဲဘုံကျဲ တက်ဖြတ်နေတာကိုလည်းပဲခဏချိန်ကြီးကြားနေရပါတယ်အနေဆုံးတော့အကိုရဲ့ပဝန်းကျင်အနီးမှာဂရုချင်းအကြီးမတူးရင်တော်မှအသေးလေးလောက်တော့ဒူးထားဖို့အတိပေးနှိုးဆော်ရင်းတဲ့ဒီနေ့ဗီဒီယိုကိုအဆုံးသတ်ပြစေနောက်လာတဲ့ဗီဒီယိုတွေကိုဒီထက်ပိုကောင်းအောင်ကျွန်တော်စ조사ပေးနေပါတယ်လက်ရှိကျွန်တော်တို့ဒါဆေးရလှရှားမှုအခြေအနေတွေနဲ့ကျွန်တော်တို့ရွှေပြောင်းတက်ဖွဲ့ဝင်တွေမှာဒါအခက်အခဲမျိုးစုံရှိနေပါတယ် ကျွန်တော်တို့ဒါစကန်တွေတိစောက်တဲ့နေရာမှာအရင်ချိန်တော့ကဆိုရင်ကျွန်တော်အထိုင်စကန်တွေပေါ့ကျွန်တော်တို့လေ့ကျင့်ရေးအတွက်ပေါ့နော်လေ့ကျင့်အတွက်ကျွန်တော်အထိုင်စကန်တွေကိုတိစောက်ကြရတယ်အခုကြတော့ကျွန်တော်တို့ရွေးရှားစစ်စကန်တွေလုပ်ရတဲ့အခါမှာသူတို့အတွက်ဒါဒါဘာရိုက်တိစောက်တဲ့နေရာတွေမှာအမိုးကလိုအပ်ချက်တွေပြီးတော့ရွေးရှားတဲ့ဒါကုန်ကြစိတ်တွေပေါ့နော်ကုန်ကြစိတ်တွေပြီးတော့အခြားသောဒါဆက်ဆက်ကုန်ကြစိတ်တွေအများကြီးကိုကျွန်တော်တို့အခုချိန်မှာ ဒါကြုံတွေ့နေရတဲ့အကြောင်းကိုလည်းကျွန်တော်မိဘတွေကိုအတိပေးလို့ရတယ်။မိမိတို့နဲ့နှီးဆက်ရာတပ်ဖွဲ့ဝင်တွေနဲ့မိမိတို့နဲ့နှီးဆုံနေရာတွေမှာကျွန်တော်တို့ဒါရဲဘော်လူငယ်တွေကိုဝင်းရင်ကူညီပေးဖို့ကိုလည်းကျွန်တော်ဒီကနေပြီးတော့လေးလေးနက်နက်မေတ္တာရက်ခံလို့ပါတယ်။ဒါလိုအပ်တဲ့ချက်လက်လေးတွေကိုကျွန်တော် Telegram မှာတင်ပြပေးထားပါတယ်။ဒီကနေ့မှာကျွန်တော်အားလုံးရဲ့အောက်ပွဲဟာအလွန်အင်မတန်နှီးဆက်နေပါပြီ။ကရင်ပါရင်ကျွန်တော်တို့တော်လှန်ရေး ပြီးပါဘီလို့ပြောကြရင်းနဲ့ဒီနေ့ဗီဒီယိုကိုဆုံးသက်ပြစီနောက်လာတဲ့ဗီဒီယိုတွေကိုတစ်ချက်ပိုကောင်းအောင်ကျွန်တော်အမြဲတမ်းစူးစမ်းပြနေပါတယ်လက်နက်ပေးစစ်ပေးကပ်ပေးကြောက်နေကျွန်တော်နိုင်ငံအတွင်းမှာရှိတဲ့မိဘတအူးချစ်စီတိုင်းဘီရဲ့နေကင်းရှင်းပါစီကြောင်းလင်းနေတဲ့စတောင်းရှင်းနဲ့ကျွန်တော်ရေပေါ်ရှမ်းလိုက်ပါ